တပ်ဖွဲ့ဝင်လေးဦးလိုက်ပါသွားတဲ့တောင်ကိုရီးယားရေတပ်မှပြည်လေရေကြောင်းကင်းလက်လေရင်တစင်းဟာမေလ29ရက်နေ့ကပိုဟန်းမြို့စစ်စခန်းတစ်ခုအနီးမှာပြတ်ကျခဲ့တယ်လို့သိရပါတယ်။ P3C အမျိုးအစားပြည်လေရေကြောင်းကင်းလက်လေရင်ဟာပိုဟန်းမြို့လေတပ်စခန်းတစ်ခုမှပြန်တက်ပြီးမကြာမီမှာပြည်မိတိအကြောင်းကြောင့်မသိရပဲတောင်ကုန်းဒေသတစ်ခုပေါ်သို့ပြတ်ကျခဲ့ရခြင်းဖြစ်ပါတယ်။ လက်ရှိအချိန်မှာ P3C အမျိုးအစားရေကြောင်းကင်းလေလျင်ပြကြခဲ့ရခြင်းအကြောင်းတရားကိုအတိပြုနိုင်ရေးအတွက်တောင်ကိုရီးယားရေတပ်ကကြိုးပမ်းနေတယ်လို့သိရပါတယ်။လေယာဉ်နဲ့အတူလိုက်ပါသွားတဲ့တပ်ဖွဲ့ဝင်၄ဦးရဲ့ကံကြမ္မာကိုမသိရသေးဘူးလို့တောင်ကိုရီးယားရေတပ်ကသတင်းထုတ်ပြန်ထားပါတယ်။လေယာဉ်ပြကြခဲ့ပြီးနောက်ပြကြတဲ့နေရာကိုရှာဖွေကေဆေးရဲသမားတွေနဲ့မိတပ်ရင်တွေကိုပူဟမ်းမြို့တာဝန်ရှိသူတွေကဆေးလွတ်ထားတယ်လို့သိရပါတယ်။ ပြီးခဲ့တဲ့နှစ်ဒီဇင်ဘာလကလည်းဂျီဂျူးလေကြောင်းလိုင်းခီးတဲ့လေရင်တစဉ်လေးစိတ်အစဉ်ပြတ်ကျခဲ့ရာလိုက်ပါလာတူ182ဦးထဲကတအူးတာအသက်ရှင်ခဲ့ပါရယ်